ထိုင်းကမ်ဘောဒီးယားနယ်စပ်တလျှောက်မှာကာစီနိုတွေဆောက်လုပ်ပြီးထိုင်းပိုင်နယ်ထဲကျူးကျော်မှုတွေရှိနေပါတယ်။မလေးရှားဝန်ကြီးချုပ်ကတော့ဒီကိစ္စကိုဝန်ရောက်ဆွတ်ဖက်ဖို့ကြိုးစားနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ထိုင်းရေတပ်ဦးစီးချုပ်ကနယ်စပ်ဒေသတွေမှာဖြစ်ပွားနေတဲ့အခြေအနေကိုပြောပြခဲ့ပါတယ်။အထူးသဖြင့်ကမ်ဘောဒီးယားဘက်ကထိုင်းပိုင်နယ်ထဲကိုကျူးကျော်ပြီးကာစီနိုတွေနဲ့အဆောက်အအုံတွေဆောက်လုပ်နေတာတွေရှိနေပါတယ်။ ထိုင်းဘက်ကစာရီပို့ပြီးကန့်ကွက်ခဲ့ပေမဲ့ဘာမှထိရောက်မှုမရှိဘူးလို့သူကဆိုပါတယ်။ဒီလိုကျူးကျော်မှုတွေဟာကာစီနိုတွေအပြင်တခြားနေရာတွေမှာလည်းအများကြီးရှိနေပြီးကမ္ဘောဒီးယားနဲ့ထပ်မံဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။အကယ်၍ဆွေးနွေးမှုတွေအဆင်ပြေရင်အဆောက်အုံတွေကိုတဝက်စီဖြတ်စည်းတာဒါမှမဟုတ်တဝက်စီအသုံးပြုတာတွေလုံဆောင်နိုင်ပါတယ်လို့ရေတပ်ဦးစီးချုပ်ကပြောပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ကမ္ဘောဒီးယားဘက်ကသူတို့မြေပုံအတိုင်းပဲလုပ်တာလို့ငြင်းဆန်နေပါတယ်။ မလေးရှားဝန်ကြီးချုပ်ကအထိုင်းဝန်ကြီးချုပ်နဲ့ဖုန်းပြောခဲ့ကြောင်းလူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။နှစ်နိုင်ငံနယ်စပ်ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်အနုတင်ကတော့မလေးရှားဝန်ကြီးချုပ်ကသူ့ကိုအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ဖို့ဖိတ်ခေါ်လာတာဖြစ်ပြီးနယ်စပ်အခြေအနေတွေကိုမပြောဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။အနုတင်ကအဲ့ဒီတုန်းကသူဟာယာယီဝင်ကြီးချုပ်အဖြစ်သာတာဝန်ထမ်းဆောင်နေရတာကြောင့်နေဆက်အခြေအနေတွေကိုတရားဝင်မပြောနိုင်သေးဘူးလို့ရှင်းပြခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကမလေးရှားဝန်ကြီးချုပ်ကိုဖုန်းဆက်ပြီးထိုင်းကမ္ဘောဒီးယားပြည်ပခါကိုဝင်ရောက်ဆွတ်ဖက်ပေးဖို့တောင်းဆိုခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်အနုတင်ကတော့ဘဒူးမှထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဝင်ရောက်ဆွတ်ဖက်နိုင်မှာမဟုတ်ပါဘူးလို့ပြက်ပြက်သားသားပြောခဲ့ပါတယ်။